တချင်းစုပြိုင်ပွဲဝင်ရဲခေတ္တကိုဖျက်ဆီးခဲ့တဲ့ယူကရိန်းနိုင်ငံကြီးယူကရိန်းနိုင်ငံမှာရှင်ပြိုင်ကျင်းပခဲ့တဲ့အိဖက်တာပြိုင်ပွဲအတွင်းမှာဒိုင်းလူကြီးဖြစ်သူကအခုလိုရဲဆက်တဲ့အပြုအမူကိုပြုလုပ်ခဲ့ပါတယ်။သူကတချင်းစုလာပြိုင်တဲ့ပြိုင်ပွဲဝင်ရဲတချင်းတန်ကိုမကောင်းဘူးဆိုပြီးတော့ခေတ္တကိုရိုက်ချိုးခဲ့ပါတယ်။အဲ့ဒီဒိုင်းလူကြီးရဲ့နာမည်ကတော့ဒီမီထရီယူရော့ပါ။သူကယူကရိန်းအိဖက်တာရဲ့ဒိုင်တူဖြစ်ပြီးတော့ရက်စက်တဲ့မှတ်ချက်တွေကိုလည်းပေးတယ်လို့နာမည်ကြီးပါတယ်။လာရောက်ရှင်ပြိုင်တဲ့သူရဲ့နာမည်ကစာဂေးပါ။စာဂေးကဂီတာတစ်လုံးနဲ့စင်ပေါ်တက်ပြီးတော့တီးဆိုခဲ့ပါတယ်။ စာကြီးကတချင်းဆိုရတာအရင်ဝါသနာပါသူဖြစ်ပြီးတော့သူ့ရဲ့မိသားစုကလည်းသူ့ကိုပံ့ပိုးပေးပါတယ်။သူယူလာတဲ့ဂီတာကသူ့အဖေကိုယ်တိုင်ဝယ်ပေးထားတာပါ။ဒါပေမဲ့တချင်းဆိုနေရင်တန်းလာမှာဒိုင်ဖြစ်သူဒီမီထရီကစင်ပေါ်ကိုစောင့်အောင်ပြီးတော့တက်လာပါတယ်။နောက်ပြီးစာကြီးရဲ့လက်ထဲကဂီတာကိုလူယူပြီးအားရပါးရရိုက်ချိုးပြခဲ့ပါတယ်။အဲ့ဒီနောက်သူကစင်အောက်ကိုဒေါသတကြီးနဲ့ပြန်ဆင်းသွားပါတယ်။ဂီတာရိုက်ချိုးခံလိုက်ရတဲ့ပြိုင်ပွဲဝင်စာကြီးကတော့စင်ပေါ်မှာဒီအတိုင်းကျက်တည်တည်ပြီးတော့ကြံရီးခေရှာပါတယ်။ ဟန်ဒိုဂျီဒီမီထရီကစာကေးရဲ့တည်ဆိုမှုကိုမကြိုက်ဘူးဆိုပေမဲ့ဒီလောက်ထိတော့လှုပ်ရှားမလို့ဘူးလို့ယူဆမိပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ရောဒီဖြစ်ရနဲ့ပတ်သက်ပြီးဘယ်လိုမျိုးယူဆမိပါသလဲ။ comment ထဲမှာဆွေးနွေးပေးခဲ့လို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။2025ခုနှစ်အော်စကာဆကားတင်စည်းရင်းနဲ့ပါဝင်ခဲ့တဲ့ကဘာကျော်အဆိုတော်အာရီယာနာဂရန်ဒီ ပြည်သက်တို့ရေမြန်မာနိုင်ငံမှာအဆိုတော်တွေတရုတ်ဆောင်ဝင်လို့ပြီးကယ်ဒမီတွေရသွားကြသလိုဟောလိဝုဒ်မှာလည်းအဆိုတော်တွေဂရမ်မီဆုရယူရတာပြင်လို့ဇာတ်ကားတွေဝင်ရိုက်နေကြပါပြီ။အဲ့ဒီထဲမှာကမ္ဘာကျော်အမေရိကန်အဆိုတော်အာရီယာနာဂရန်ဒီလည်းပါဝင်ခဲ့ပါတယ်။အာရီယာနာဟာသူမပါဝင်တရုတ်ဆောင်ထားတဲ့2024ခုနှစ်အတွက်ဝစ်စကီဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ပုစုဇာတ်ကားတင်စင်းမှာပါဝင်လာခဲ့ပါတယ်။ အခုဆိုရင် Ariana Grande ဟာ Grammy ဆုရှင်အဆိုတော်တယောက်သာမက Oscar ဆကားတင်ဆုဆိုင်ရင်းဝင်ရုပ်ရှင်မင်းသမီးအဖြစ်လည်းခြေလှမ်းစတင်နှမ်းနိုင်ခဲ့ပါပြီ။ Ariana ဟာဂီတာလောကမှာအရှိန်အဝါအကြီးမားဆုံး Grammy ဆုနှစ်ဆုကိုရရှိထားတဲ့အပြင်ရုပ်ရှင်လောကမှာလည်းအရှိန်အဝါအကြီးမားဆုံးဖြစ်တဲ့ Oscar ဆုတွေလည်းစကားတင်ဆိုင်ရင်းနဲ့ပါဝင်လာခဲ့ပါပြီ။ Ariana ဟာ Whiskey Gita ရုပ်ရှင်ဇာတ်ကားမှာ Grinda လို့အမည်ရတဲ့ဇာတ်ရုံနဲ့ပါဝင်တရုပ်ဆောင်ထားတာပါ အာရီယာနာဟာအော့စကာပြင်တခြားရုပ်ရှင်စုဝေးဝဲတွေဖြစ်ကြတဲ့ရွှေခေါ်ပါလုံးစုဖက်တာဆက်နဲ့ခရစ်တစ်ချိုက်တို့မှလည်းစကားတင်အဖြစ်စီရင်ဝင်ခဲ့ပါသေးတယ်။2025မှာကျင်းပမယ်58ကြိမ်မြောက်အော်စကာဆင်မြင့်ထက်မှာအာရီယာနာကိုအော်စကာဆုနဲ့အတူမြင်ရမမြင်ရဖို့ကတော့သူမနဲ့အတူရင်းခုန်စိတ်လို့ရှာစွာစောင့်ကြည့်ရတော့မှာပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်စိန်သီးလေးတွေတွဲကြနေတဲ့အမိုက်စားဝေဆုံတဲ့2025ဆုပေးပွဲကိုတက်ရောက်လာတဲ့ဆယ်လီနာကိုမတ် ပိတ်သက်တို့ရေအားလုံးရဲ့ချစ်တော်စေလီနာဂိုမက်စ်ကတော့စိန်သီးလေးတွေတွဲကြနေပြီးလှပကျော်ရှင်လို့နဲ့ဝစ်ဆောင်နဲ့2025ဘက်တာစုပေးပွဲကိုတက်ရောက်လာပါတယ်။သူမကိုမြင်သူတိုင်းကလဲပြန်ငေးကြည့်ရတဲ့အထိသူမရဲ့ပွဲတက်ဝစ်ဆောင်ကလှပမိမိုင်လုံးနေတာပါ။စေလီနာရဲ့ဝစ်ဆောင်ကအရင်ကြီးဟော့ဖြစ်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့စက်တီရှိရှိလှပနေခဲ့တာပါ။နိုင်ငံတကာပိတ်သက်တွေကလည်းစေလီနာရဲ့ပွဲတက်ဝစ်ဆောင်ကိုသဘောကျကြီးကြားနေကြပါတယ်။ ရင်ဘတ်နေရာလေးမှာအနက်ရောင်ကာလာကိုအသုံးပြုပြီးတော့ပခုံးကနေအင်ကြီးလေးတွဲကြနေသလိုမျိုးပုံစံနဲ့သူမရဲ့ရင်ဘတ်အလှတရားကိုမယိုင်းမယင်လေးအလှဖော်ထားပါတယ်စိန်သီးလေးတွေတွဲကြနေတဲ့အဖြူရောင်ကာလာနဲ့ရင်မတ်မှာခံထားတဲ့အနက်ရောင်ခရီးပါကာလာကလိုက်ဖက်လို့နေပါတယ်။ဒီဝတ်စုံကတော့အီတလီဖက်ရှင်ဒီဇိုင်နာချီယာပရယ်လီရဲ့ဒီဇိုင်းလေးရပဲဖြစ်ပါတယ်။ ဆယ်လီနာဟာကောဇောနီထံမှာလက်ဝတ်လက်စားတွေနဲ့အများကြီးမဝေ့ခဲ့ပေ။နှကန်ဟန်းကျိန်နဲ့ဒေါ်လာ3000နီးပါးတန်ကြီးရှိတဲ့တက်ဖနီအန်ကိုစိန်လက်စုပ်လောက်သာဝတ်ပြီးတော့ပွဲတက်လာခဲ့တာပါ။ဆယ်လီနာဟာဒီနေ့2025ခုနှစ်မှာသူမပါဝင်သရုပ်ဆောင်ခဲ့တယ်။အမီမီယာပဲရက်ဇာကနဲ့အကောင်းဆုံးအမျိုးသမီးဇာပို့ဆုဇာကတင်စီဝင်နေခဲ့တဲ့သူပါ။သူမအတွက်တော့ဒါကအော်စကာနဲ့ပတ်သက်လို့ပထမဆုံးစကားတင်စာရင်းဝင်မှုတာဖြစ်လို့ရင်ခုန်စိတ်လိုရှားနေခဲ့ပါတယ်။ဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။